အားလုံးပဲမင်္ဂလာပါ Explorers မြန်မာ YouTube Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်လာရောက်မှရှိပဲမြို့ပြရဲ့မီးရောင်တွေကင်းစင်နေတဲ့အမှောင်မှန်ဆုံးညတွေမှာဆိုရင်ကောင်းငင်ကြီးပေါ်မှာရင်သက်ရှူမောဝဲထင်ရှားပေါ်လွင်နေတဲ့ပုံရင်ကြီးတစ်ခုကိုကျွန်တော်တို့မြင်တွေ့နိုင်ပါတယ်ရှေးခေတ်အာဖရိကလေးလာသူတွေကတော့သူ့ကိုညရဲ့ကြောယူလို့ခေါ်ဆိုခဲ့ကြပြီပိုလီနီးဇီယန်သမောသားတွေကတော့ တိမ်တွေကိုဝါမျိုနေတဲ့ငမန်းရဲ့မင်းယူလို့ထင်မှတ်ခဲ့ကြပါတယ်။ရှီယွန်ဂရီလူမျိုးတွေကတော့နတ်ဖျားမဟေရာရဲ့ရင်သားကနေဖိတ်ဆင်ကြလာတဲ့နိုးရည်စည်းကြောင်းကြီးတစ်ခုလို့တောင်ယုံကြည်ခဲ့ကြပါတယ်။သူတို့ကအဲ့ဒါကိုဂါလာလို့ခေါ်ခဲ့ကြပြီးဒီစကလုံးကနေပဲနောက်ပိုင်းမှာဂလက်တစ်ဆိုတဲ့အသုံးအနှုန်းဖြစ်ပေါ်လာခဲ့တာပါ။ကျွန်တော်တို့ရဲ့ Galaxy Mickey Way ကိုမြန်မာလိုဆိုရင်ငကံငွေတန်း Galaxy လို့ခေါ်ဆိုခဲ့ကြပါတယ်။ကျွန်တော်တို့ရဲ့ Galaxy ဟာအလင်းနဲ့သိမ်းပေါင်းများစွာကျယ်ပြောလာတဲ့အရာမအရာကြီးတစ်ခုဖြစ်ပေမဲ့ သူ့ရဲ့ဖွဲ့စည်းပုံကကျွန်တော်တို့အရင်ကထင်ထားတာထက်အများကြီးပိုပြီးတော့လှုပ်ရှားပြောင်းလဲနေပါတယ်။ဒါပေမဲ့အထူးစူးစမ်းလေ့လာရေးမရှင်တခုရဲ့ဖော်ထုတ်ချက်တွေကြောင့်ဒီနနေ့လာတဲ့လှုပ်ဝှက်ချက်ကြီးကိုနောက်ဆုံးတော့ကျွန်တော်တို့စပြီးအပြေရှားနိုင်ခဲ့ပါပြီ။ဂျယ်ရီရဲ့သွားရလမ်းကြောင်းတွေကိုခြေရာခံပြီးကျွန်တော်တို့ဂလက်ဆီရဲ့အတိတ်ကိုပြန်လည်ကောက်ချက်ချရင်မကီဝေးရဲ့သမိုင်းကြောင်းကိုဖော်ထုတ်ခဲ့ကြတာပါ။ကဲဒါဆိုကျွန်တော်တို့စလိုက်ကြရအောင်။မကီဝေးဆိုတာရှေးကြပြီးကြီးမားလာတာ အလဲမှာကျယ်ရီစုနေတဲ့ခရူးဘက်ပုံသဏ္ဍာန်ဂလက်ဆီကြီးတစ်ခုပါသူ့ရဲ့ဘဝမှာမြေမဲခုံပုံစံ အချောင်းသဏ္ဍာန်နဲ့ထူထပ်တိတ်တဲစွာစုနေတဲ့ကျယ်ရီရှိပြီးအဲ့ဒီအမြင်ဘက်မှာတော့ပူပီးနုပြူပူပီးပူပြင်းနဲ့ကျယ်ရီနဲ့တန်းငွေတွေလဲပတ်နေတဲ့ခရူးဘက်ပုံစံလက်တံတွေဝန်းရံထားပါတယ်ဒီခရူးဘက်ပုံစံဖွဲ့စည်းပုံကကျွန်တော်တို့ဂလက်ဆီရဲ့ပါလာတဲ့ကျေးဆက်ကွင်းတင်းတစ်အစိပ်ပိုင်းကိုဖွဲ့စည်းထားပြီးအလင်းနဲ့တသိန်းကျော်အထိကျယ်ပြန့်ပါတယ် ဒါပေမဲ့မီကီဝေးရဲ့တကယ့်အရွယ်စားကဒီမြင်နိုင်တဲ့စိတ်ပိုင်းထက်အများကြီးပိုကျပြောပါတယ်။ဒီပါလာတဲ့ Cupid ဆက်ကွင်းကို ဖုံးလွှမ်းထားတာက ပိုပြီးလမ်းကြောင်းမမှန်တဲ့ကျယ်တွေနဲ့ဖွဲ့စည်းထားတဲ့ထူထဲတဲ့ကျယ်ဆက်ကွင်း Thick Disc ကြီးတစ်ခုပါ။ဒါက Cupid ပုံစံတွေရဲ့အထက်နဲ့အောက်အလင်းနဲ့ထောင်ပေါင်းများစွာအထိမြင့်တက်နေပါတယ်။အဲ့ဒီထက်ပိုပြီးဝေးတဲ့နေရာမှာတော့ Mickey Way ရဲ့အလွန်ကြီးမားတဲ့ Glassy Lake ကိုတွေ့မြင်ရမှာပါ။ ဒါကဟီလိုလို့ခေါ်တဲ့ပူပေါင်းကြီးတစ်ခုလို့ဖြစ်ပြီးလမ်းလွဲနေတဲ့ကျဲတွေတန်းငွေတွေပလတ်မာတွေအပြင်ရှေးကြဆုံးကျဲအစုဝေးတွေနဲ့အရန်ဂလက်စီအများစုလည်းအဲ့ထဲမှာရှိနေပါတယ်စုစုပေါင်းအနေနဲ့မီကီဝေးကအနည်းဆုံးကျဲပေါင်းဘီလီယံတရာကနေအများဆုံးဘီလီယံ450အထိပိုင်ဆိုင်ထားပြီးအဲ့ဒီကျဲတွေနဲ့အတူလိုက်ဖက်တဲ့ဂျိုရီတို့လည်းရှိနေပါတယ်ကဘာဂျိုကတော့အဲ့ဒီဂျိုရီတွေကတလုံးဖြစ်ပြီးဂလက်စီရဲ့ဘဟုကနေအလင်းနဲ့2800အကွာမှာတည်ရှိပါတယ် ဂလက်ဆီကိုတပတ်ပြည့်အောင်လှက်ပတ်ဖို့နှစ်ပေါင်း330ကြာမြင့်ပါတယ်။မှန်းရှင်ကြည့်ရရင်ဂလက်ဆီရဲ့ဗဟိုကနေပိုဝေးတဲ့ကျယ်တွေကနှစ်တန်း900ထိကြာနိုင်ပြီးဟီလိုတဲကအရာဝတ္ထုတွေဆိုရင်တော့နှစ်ပေါင်းဘီလီယံနဲ့ချီပြီးလှက်ပတ်ရပါတယ်။တကယ်တော့မစ်ကီဝေးဟာကျွန်တော်တို့ထင်သလိုစီးကြက်ကြက်လဲပတ်နေတဲ့နက္ခတ်ဆိုင်ရာဆက်နာရည်ကြီးတခုမဟုတ်ပါဘူး။ခယူပတ်ဆက်ကွင်းလို့ခေါ်တဲ့ဖွဲ့စည်းပုံကတကယ်တော့အေယာမကျယ်ပင်လည်ကြီးတစ်ခုနဲ့ပိုတူပါတယ် သူ့ရဲ့လက်တံတစ်ခုချင်းစီဟာဂလက်ဆီရဲ့အတိတ်ကကြီးမားတဲ့ဖြစ်ရပ်တစ်ခုကြောင့်ဖြစ်ပေါ်လာခဲ့တဲ့စွန့်ငင်အားဆိုင်ရာလိုင်းကြီးရပ်တစ်ခုရဲ့အကျိုးဆက်တွေပါဒီလိုင်းကြီးရပ်တွေထဲမှာပါဝင်နေတဲ့ကျယ်တွေရဲ့တူညီတဲ့လှုပ်ရှားမှုတွေနဲ့အလင်တွေကိုတိုင်းတာခြင်းအားဖြင့်ကျွန်တော်တို့ဟာအတိတ်ကိုပြန်လည်ခံမှန်းနိုင်ပြီးမေဂီဝေးရဲ့တမန်ကြောင့်ကိုဖော်ထုတ်နိုင်ပါတယ်ကျွန်တော်တို့ဂလက်ဆီထဲကကျယ်တွေရဲ့တည်နေရာကိုမှတ်တမ်းတင်ပြီးအလင်တွေကိုမှတ်သားခြင်းအားဖြင့်အာကာသတွေကသူတို့ရဲ့လမ်းကြောင်းတွေကိုဆွဲထုတ်နိုင်ပါတယ် ဒါကြောင့်သူတို့ရဲ့အတိတ်နဲ့အနာဂတ်ခီးလမ်းကြောင်းတွေကိုခံမှန်းနိုင်ခဲ့တာပါဒီလိုလေးလာနိုင်တဲ့ကြဲရည်အတွက်များလာလေလေလှုပ်ရှားပြောင်းလဲနေတဲ့မက်ဂီဝေးရဲ့ပုံရိပ်ကိုပုံပြီးပြည့်စုံတိဆောက်လာနိုင်လေပါပဲဒါကြောင့်နက္ခတ်ဗေဒဆိုင်ရာတိုင်းတာမှုပညာ astrometry ဟာမက်ဂီဝေးရဲ့မြေပုံကိုရေးဆွဲဖို့ကြိုးပမ်းမှုမှာရှေ့တန်းကနေရှိနေသေးပါ1990ပြည်နှစ်တွေတုန်းကဒီလုပ်ငန်းမှာအကောင်းဆုံးကြိုးပမ်းမှုကတော့ဥရောပအာကာသအေဂျင်စီ ESA ရဲ့ ဟီဘာဂော့စ်ဂျိုရူပါပဲသူဟာဂျယ်ရီကိုမေးပုံဆွဲခဲ့တဲ့စူဇန်လေးလာရဲ့ယင်သင်းဖြစ်ပြီးတောက်ပတဲ့ဂျယ်ရီရဲ့လှုပ်ရှားမှုကိုလေ့လာဖို့အာဂါသာထဲမှာ၃နှစ်ခွဲကြာလိုက်ပါစူဇန်ခဲ့ပါတယ်1998ခုနှစ်မှာသူ့ရဲ့တွင်းရှိချက်တွေကိုဟီဘာဂော့စ်ကတ်တလော့အဖြစ်စူးစီးခဲ့ပြီးအဲ့ဒီထဲမှာဂျယ်ပေါင်း33,218ဈင်းရဲ့အချက်လက်တွေကိုတိကျမှုမြင်မှစွာဖော်ပြထားတာနောက်ထပ်ကျေတန်းကျော်ကိုတော့တိကျမှုအနည်းငယ်နဲ့ဖော်ပြထားပါတယ်။၂၀၀ပြည့်နှစ်မှာတော့ ဒေတာခွဲခြမ်းစိတ်ဖြာတဲ့နည်းပညာတွေပိုတိုးတက်လာတာကြောင့်အဲ့ဒီအရေတော်ဟာ2.5သန်းအထိတိုးလာခဲ့ပြီးအဲ့ဒီထဲမှာ Galaxy ရဲ့အတောက်ပဆုံး Jerry တွေက69ရာခိုင်နှုန်းပါဝင်ခဲ့ပါတယ်2013ခုနှစ်မှာတော့ ESA ဟာ Hipparcos ရဲ့နေရာကိုစက္ကန့်မှာဖြစ်တဲ့ Gaia အာကာသယာဉ်ကိုလွှတ်တင်ခဲ့ပါတယ်သူဟာအများကြီးပုံမခင့်မိပြီးတိုးတက်ကောင်းမွန်လာတဲ့ကြယ်မီပုံဆွဲရင်တစ်စင်းဖြစ်ခါ ကျယ်ပေါင်း၁.၂ဘီလီယံကျော်ရဲ့အချက်လက်တွေကိုအမကန်တိကျမှန်ကန်စွာတိုင်းတာနိုင်ခဲ့ပါတယ်။ဂါယာရဲ့ပထမအအောင်ဆုံးပြည်စုံတဲ့ဒေတာအစုံကို၂၀၁၈ခုနှစ်ဧပြီလ၂၅ရက်နေ့မှာထုတ်ပြန်ခဲ့ပါတယ်။အဲဒီနောက်လာအနေငယ်ကြမှာတော့သိပ္ပံပညာရှင်တွေဟာကြီးမားပြီးအသေးစိတ်ကြားလာတဲ့ဒေတာအစုံကိုအခြေခံကမတီဝေးရဲ့ဖွံ့ဖြိုးတိုးတက်မှုကိုပြန်လည်ဖန်တီးဖို့စူပါကွန်ပျူတာတွေနဲ့တွက်ချက်ပုံဖော်ခဲ့ကြပါတယ်။ဒီလိုလုံးဆောင်ရင်းနဲ့ပဲသူတို့ဟာ မေဂီဝေးရဲ့အတိတ်ကအံဩစရာကောင်းတဲ့ဖော်ထုတ်ချက်တွေကိုရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ကျွန်တော်အစောပိုင်းကပြောခဲ့သလိုပဲမေဂီဝေးရဲ့ပါလွာပြီးထူတက်ခါမြင်နိုင်တဲ့အစိတ်ပိုင်းရဲ့အပြင်ဘက်မှာအီယာမကျေပြန့်တဲ့ draw with two rain နဲ့ဖွဲ့စည်းထားတဲ့ literary ကြီးတစ်ခုရှိပါတယ်။အဲ့ဒါကတော့ Gladys Halo ပါပဲ။သိပ္ပံပညာရှင်တွေကတော့ဒီလေတုဟာကျွန်တော်တို့ Galaxy ရဲ့ပထမဆုံးစတင်ဖွဲ့စည်းခဲ့တဲ့အစိတ်ပိုင်းလို့ယုံကြည်ကြပါတယ်။ Galaxy တွေမဖွဲ့စည်းခင်ရှေးဥစ္စာကာလတွေမှာ အသစ်ဖြစ်ပေါ်လာတဲ့ကြယ်တွေနဲ့တန်းခွေတွေဟာပူပေါင်းပုံစံကြီးတွေလိုရှိတဲ့ဒရဝတ္ထုတွေရဲ့စွမ်းငင်အားတွင်းနေတဲ့မှာစုစည်းနေခဲ့ကြပါတယ်။ဒီဆွဲအားရှိတဲ့နေရာတွေကဂလက်ဆီတွေအတွက်အခြေခံအုတ်မြစ်တွေဖြစ်ခဲ့ပြီးမိုးမြိုတိုက်တလုံးရဲ့အုတ်မြစ်တွေလိုပါပဲ။အဲဒီနောက်နှစ်ပေါင်းဘီလီယံချီတဲ့ကာလအတွင်းမှာအဲ့ဒီတဲမှာပါတဲ့ကြယ်တွေနဲ့တန်းခွေတွေဟာဟေလိုရဲ့ဘဝကိုလှည့်ပတ်နေတာတူညီတဲ့မျက်နှာပြင်တစ်ခုထဲမှာစုစည်းပြီးပြားချက်သွားခဲ့ပါတယ်။ တန်းဝဲတွေကြာကလှပတဲ့ဘိန်းပုံစံခယူပတ်ဖွဲ့စည်းပုံကတော့နောက်ထပ်နှစ်ပေါင်းဘီလီယံနဲ့ချီကျမှပေါ်ပေါက်လာခဲ့တာပါအဓိကအချက်ကတော့ Galactic Halo ဟာ Galaxy ရဲ့ပထမဆုံးဖွဲ့စည်းခဲ့တဲ့အစိပ်ပိုင်းဖြစ်လို့အဲ့ဒီနေရာမှာတက်တန်းအရေးဆုံးကျယ်တွေကိုတွေ့ရလိမ့်မယ်လို့ကျွန်တော်တို့မျှော်လင့်နိုင်ပါတယ်တကယ်လည်းပဲကျွန်တော်တို့ဟာဒီရှင်းအောင်အရာဝတ္ထုတွေကို Globular Cluster လို့ခေါ်တဲ့လုံးဝနဲ့ကျယ်စုဝေးကြီးတွေအဖြစ်စုစည်းနေတာကိုတွေ့ရပါတယ် ဒါတွေဟာရှေးဦးကျယ်တွေနဲ့ဖွဲ့စည်းထားတဲ့ကျယ်မျိုးတော်ကြီးတွေလို့ဖြစ်ပြီးကျယ်ပေါင်းသသိန်းကနေသန်းအနှဲငယ်ထိပါဝင်နိုင်ပါတယ်။သူတို့အားလုံးဟာတူညီတဲ့အချိန်မှာပြိုကွဲကြလာတဲ့တင်တာကြီးတစ်ခုတည်းကနေဖြစ်ပေါ်လာခဲ့တာပါ။ဒီကျယ်အစုဝေးတွေတဲကတချို့ဆိုမက်ကီဝေးလော့တောင်သသန်းရင်နိုင်ပြီး Galaxy စတင်ဖွဲ့စည်းစဉ်အစောပိုင်းကာလတွေမှာ Galactus Halo တဲ့စုစည်းခဲ့ကြတယ်လို့ယုံကြည်ရပါတယ်။ဒါကြောင့်သူတို့ဟာ အတိတ်နှစ်ပေါင်း7ဘီလီယံကျော်ကို ပြန်လည်တွက်ချက်ဖို့အသုံးပြုနိုင်တဲ့ပြီးပြည့်စုံတဲ့ကြောက်ဖြစ်ရုံကျင်းတွေပါပဲ။ပါမန်ကျင်စလုံးနဲ့နိုင်ရှင်ရင်အများကြီးပိုကြီးမှပြီးပိုတော့ပတာကြောင့်ဂိုင်ယာဟာဝေးကွာတဲ့ကျဲအစုဝေးပေါင်း150ကျော်ရဲ့လှုပ်ရှားမှုတွေကိုအလွန်ကောင်းမွန်နဲ့တိကျမှုနဲ့မြေပုံဆွဲနိုင်ခဲ့ပါတယ်။၂020ခုနှစ်မှာတော့ဒီ data တွေကို စုစည်းပြီး emosis ဆိုတဲ့ neutral network တွေကိုထည့်သွင်းခဲ့ပါတယ်။ ါကခရုပတ်ပုံစံ Galaxy တစ်ခုရဲ့ပတ်ဝန်းကျင်နဲ့စင်ကဲပြောင်းလဲမှုကိုတွက်ချက်ပုံဖော်ပေးနိုင်ပြီးဒီတစ်ခါမှာတော့ Xion Globular Cluster ရဲ့ခန့်မှန်းလမ်းကြောင်းတွေကိုသူတို့ရဲ့အလင်တူညီမှုအလိုက်အုပ်စုဖွဲ့ပြီးထည့်သွင်းခဲ့ပါတယ်ဒီလိုလှုပ်ဆောင်လိုက်တဲ့အခါမှာတော့ကျွန်တော်တို့တစ်ခါမှမတွေးထားဘူးခဲ့တဲ့ Galaxy ရဲ့ပုံပြီးလှုပ်ရှားပြောင်းလဲမှုများကမတည်ငြိမ်တဲ့သမိုင်းကြောင်းကြီးတစ်ခုပေါ်ထွက်လာခဲ့ပါတယ်ဂါယာမတိုင်ငင်ကလေးကသိပ္ပံပညာရှင်တွေဟာမကြီးဝေးမှာကြမ်းတမ်းတဲ့ငယ်ဘဝရှိခဲ့နိုင်တယ်လို့တန်လျာရှိခဲ့ကြပါပဲ။ ဘလောက်တောင်ကြမ်းတမ်းခဲ့လဲဆိုတာကိုတော့မသိခဲ့ကြပါဘူး။ဒါပေမဲ့ Emosis ရဲ့တွက်ချက်မှုတွေဟာကျွန်တော်တို့ Galaxy ရဲ့ဖွဲ့စည်းပုံကိုအဓိကပုံဖော်ပေးခဲ့တာကအရေးပါတဲ့ Galaxy ငယ်ပေါင်းစပ်မှုကြီး၅ခုကြောင့်ဖြစ်တယ်ဆိုတာကိုဖော်ထုတ်နိုင်ခဲ့ပါတယ်။အဲ့ဒီချိန်တွေမှာနုပြိုနေသေးတဲ့ Mickey Way ဟာမူလ Galaxy တစ်ခုကိုဝင်တိုက်ပြီးဝါမျိုခဲ့ကသူ့ရဲ့ကျယ်တွေနဲ့တန်းငွေတွေကိုတင်းသွင်းခဲ့တာပါ။ဒီပေါင်းစပ်မှုတွေထဲက၄ခုကိုနက္ခတ္တပေရပညာရှင်တွေကအရင်ကတည်းကသိရှိနိုင်ခဲ့ပေမဲ့ တစ်ခုကတော့ကျွန်တော်တို့ကိုလုံးဝအံ့အားသင့်သွားစေခဲ့ပါတယ်။အဲ့ဒါကတော့မီကီဝဲကြုံတွေ့ခဲ့ဘူးသမားတွေလည်းမှတသန်းအရင်ဆုံးနဲ့အစောဆုံးပေါင်းစပ်မှုတွေဖြစ်နိုင်ပြီးကရာဂန်လို့အမည်ပေးထားတဲ့မူလဂလက်ဆီနဲ့ပေါင်းစပ်ခဲ့တာပါ။ကရာဂန်ဟာမီကီဝဲကဝါမျိုးခဲ့တဲ့ပထမဆုံးကြီးမားတဲ့ဂလက်ဆီလို့ယူဆရပြီးလွန်ခဲ့တဲ့နှစ်ပေါင်း7ဘီလီယံလောက်ကဝင်တိုက်ခဲ့တာပါ။အဲ့ဒီအချိန်ကစက်ကြဝဠာဟာတသန်း3ဘီလီယံတောင်မပြည့်သေးပါဘူး။ အဲ့ဒီတော့ကကျွန်တော်တို့ Galaxy ကအခုနဲ့ရှင်လုံးဝကွဲပြားခြားနားတဲ့ပုံစံရှိနေမှာပါအရွယ်စားကအများကြီးသိငယ်ပြီးအခုလက်ရှိ Dread 2ရဲ့၄ပုံတပုံအောက်သာရှိမှာဖြစ်တယ်လို့ဘဟုကိုဝန်းရံထားတဲ့ခရူပတ် ပုံစံဖွဲ့စည်းပုံလည်းမရှိသေးပါဘူးအဲ့ဒီအချိန်မှာတတန်းအနေငယ်ပူကြီးတဲ့ Galaxy Kraken ဟာကျွန်တော်တို့ Galaxy တဲကိုတက်တက်မမဝင်တိုက်ခဲ့ပြီးကြယ်ပေါင်းတန်းတရာကျော်ကိုပါတခါတည်းတည်ဆောင်လာခဲ့ပါတယ်ဒါကျွန်တော်တို့ Galaxy ကြုံတွေ့ခဲ့ဘူးသမျှတဲ့မှာအရေးပါဆုံးတိုက်ဆိုင်မှုဖြစ်နိုင်ပါတယ် နုပြိုတဲ့မကြီးဝင်းနဲ့ဆိုင်ရင်အရွယ်စားသိငယ်ပဲမဲ့ဒီအရေးပါတဲ့ပေါင်းစပ်မှုကြီးကကျွန်တော်တို့ဂလက်ဆီရဲ့ဂျယ်ရီနဲ့တန်းငွေတွေကိုတစ်ဆယ်ရာခိုင်နှုန်းကျော်တိုးပွားစေခဲ့ပါတယ်။ကရာဂန်ရဲ့ဂျယ်ရီဟာဟီလိုရဲ့အတွင်းပိုင်းကိုလွှမ်းခြုံသွားပြီးအီယာမကျယ်မွေးပွားမှုလိုင်းသစ်ကြီးတစ်ခုကိုဖြစ်ပေါ်စေခဲ့ကဂလက်ဆီရဲ့ပါလာတဲ့ဂျယ်ဆက်ကွင်းဖွဲ့စည်းမှုကိုစတင်ပေးခဲ့ပါတယ်။ဒါပေမဲ့ဒီနေ့ကျွန်တော်တို့မြင်နေရတဲ့ဖောင်းပွားကထူထဲနေတဲ့ဂျယ်ဆက်ကွင်းကတော့ နောက်ပိုင်းမှာဖြစ်ပွားခဲ့တဲ့နောက်ထပ် galaxy ပေါင်းစပ်မှုတစ်ခုကြောင့်ဖြစ်နိုင်ပါတယ်။အဲ့ဒီပေါင်းစပ်မှုမှာ ပိုပြီးများပြားတဲ့ cherry ပါဝင်လာခဲ့ပြီး သူ့နာမည်ကတော့ Gaia Enceladus ပါ။ဒီ galaxy ကိုတော့ Gaia Sausage ဒါမှမဟုတ် Sausage Galaxy လို့လူသိများပြီး2018ခုနှစ် Gaia ကနေဒေတာထုတ်ပြန်ပြီးသတင်းပတ်အနေငယ်ကြာမှာပထမဆုံးရှာဖွေတွေ့ရှိခဲ့တဲ့အရေးကြီးတဲ့ဖော်ထုတ်မှုတွေကတခုပါ။ရန်အနေငယ်အတွင်းမှာပဲတိချာသူတေသနာအဖွဲ့ဟာ ကျဲပေါင်း3000ပါဝင်တဲ့ကျဲအစုဝဲကြီးတစ်ခုရဲ့အရေးအယံတွေကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။သူတို့ကအဲ့ဒါကိုမကြီးဝေးရဲ့ဟေလိုထဲမှာဟိုဟိုဒီဒီရမ်းခါနေတဲ့ကျဲရီရဲ့အလုံးခဲကြီးတစ်ခု Blob of Star လို့ဖော်ပြခဲ့ပြီးသူတို့ရဲ့ရက်တီယာစံနှုန်းကတစ်စက္ကန့်ကို230ကီလိုမီတာအနည်းဆုံးတွေ့ဖီနေခဲ့ပါတယ်။အော်တိုဘာကာလမှာတော့သိပ္ပံပညာရှင်တွေကဒီလုံးခဲဟာကရာဂန်ပြီးနောက်နှစ်ပေါင်းဘီလီယံနည်းငယ်ကြာမှာဖြစ်ပွားခဲ့တဲ့ ကျွန်တော်တို့ရဲ့ဒုတိယမြောက်အရေးပါတဲ့ Galaxy ပေါင်းစပ်မှုကြောင့်ဖြစ်တယ်လို့သတ်မှတ်ခဲ့ပါတယ်။သူတို့ကဒီ Galaxy ကို Gaia Enceladus လို့အမည်ပေးခဲ့ပြီးဒါဟာ Mickey Way ရဲ့ထူထူးတဲ့ကျယ်ဆက်ကွင်းကိုဖွဲ့စည်းရမှာအဓိကအခမ်းကဏ္ဍကနေပါဝင်ခဲ့တယ်လို့ယူဆရပါတယ်။သူက Cherry တန်းခွေတွေနဲ့ Dark Matter အပါအဝင် နေ Dread to Billion 50ကြောစာကို ဖြစ်တင်ပေးခဲ့ပြီး Galaxy ရဲ့ Dread to ကို နောက်ထပ်7ပုံတပုံတိုးဝါးစေခဲ့ပြန်ပါတယ်။ဒီတိုက်ဆိုင်မှုဟာ ဖြစ်ပေါ်လာကလစီစက်ကွင်းစိတ်ပိုင်းကိုကျယ်ရီနဲ့ပြည့်နှက်စေခဲ့ပြီးကျယ်အမြောင်များကိုပါလာတဲ့စက်ကွင်းရဲ့အထက်နဲ့အောက်အလင်းနဲ့ထောင်ပေါင်းများစွာအထိလွင့်ဆင်သွားစေခဲ့ပါတယ်။ဒီနေ့ခေတ်မှာတော့ဒီလိုလမ်းကြောင်းမမှန်တဲ့အပြင်ဘက်ကကျယ်ရီဟာ ကျွန်တော်တို့ကလစီရဲ့ထူထဲတဲ့စက်ကွင်းအဖြစ်တည်ရှိနေခဲ့တာပါ။အတွင်းမှဟီလိုထဲမှာတွေ့ရတဲ့ပိုပြီးနုပြိုကတတူတက်များတဲ့ကျယ်များစုဟာ Gaia and Celestus ကဆင်းသက်လာတာပါ။ သူတို့ဟာ Gaia Enceladus ကနေတိုက်ရိုက်ပါလာတဲ့ကျယ်တွေဒါမှမဟုတ် Galaxy ပြင်ပကတန်းခွေတွေနဲ့ Milky Way ထဲမှာမွေးဖွားလာတဲ့မျိုးဆက်ကျယ်တွေဖြစ်ကြပါတယ်။ဒါ့အပြင် Globular Cluster အနည်းဆုံး၈ခုလည်းပါဝင်လာခဲ့ပြီးအဲ့ဒီတွေကတချို့ဟာအကောင်းဆုံးမှတ်တမ်းတင်လေ့လာထားတဲ့ကျယ်အစုဝေးတွေဖြစ်ပါတယ်။ Massia Object တွေဖြစ်တဲ့ M2 N56 M75 နဲ့ M79 ပြီးတော့ New General Catalog တွေက NGC 1851 NGC 2298 NGC 5287နဲ့နောက်ဆုံး NGC 2808တို့ဟာ Gaia Enceladus ရဲ့အစာမကြီးပဲကြံရိပ်ခဲ့တဲ့အပိုင်းအစတွေဖြစ်ဖို့လားလာများပါတယ်။ဒါပေမဲ့ဒီရှိခုထဲမှာ NGC 2808ကတော့ထူးခြားနေပါတယ်။ဘာလို့လဲဆိုတော့တခြား globular cluster တွေနဲ့နှိုင်းရှင်ရင်သူ့မှာပုံမှန်မဟုတ်တဲ့ဓာတ်ဖွဲ့စည်းပုံရှိနေလို့ပါ။ကျွန်တော်အစောပိုင်းကပြောခဲ့သလိုပဲ ီလိုကျဲအစုဝေးတွေကကျဲတွေဟာအတူတူဖြစ်ပေါ်လာကြတာမို့လို့သူတို့အားလုံးဟာတက်တန်းတူပြီးဓာတုပါဝင်မှုလည်းတုန်ညိတက်ပါတယ်။ဒါပေမဲ့ NGC 2808ကတော့ဒီစီမင်းတွေကိုမလိုက်နိုင်ပါဘူး။သူ့ရဲ့အေယာမကျဲအုပ်စုကြီးဟာနှစ်သန်း200ကြာကာလအတွင်းမှာအစင်းစင်ပေါ်ပေါက်လာခဲ့ပုံရပါတယ်။ဒါကသူ့ဟာတကယ့် globular cluster တစ်ခုမဟုတ်ပဲတိတ်သေးပြီးရှေးကြပဲမဲ့ဖြစ်ပေါ်လာပုံမတူညီတဲ့ကျဲအစုဝေးအတူတစ်ခုဖြစ်နိုင်တယ်ဆိုတာကိုညွှန်ပြနေပါတယ်။ ဒီလိုအရာဝတ္ထုအတွက်အပြစ်နိုင်ဆုံးရှင်းလင်းချက်ကတော့ဒါဟာ Gaia Enceladus Glacier ရဲ့အခွန်အခွာခံလိုက်ရတဲ့ဘဟုဝင်ရုံးဖြစ်နိုင်တယ်ဆိုတာပါပဲ။အဲ့ဒီနေရာဟာတချိန်ကကျယ်ရင်းနဲ့တန်းငွေတွေအကျွဲဝါဆုံးစုစည်းရနေရဖြစ်ခဲ့မှာပါ။တိုင်းပြီးတဲ့အခါမှာမူလ Glacier ရဲ့ဖွဲ့စည်းပုံအများစုဟာပြုတ်ကွဲသွားခဲ့ပေမဲ့ပိုပြီးတိတ်သေးတဲ့ Glacier ဘဟုဝင်ရုံးကတော့ပြည့်စည်မသွားပဲကျန်နေခဲ့ပုံရပါတယ်။တန်းငွေတွေကုန်ဆုံးသွားလို့ တက်တန်းရင်ပြီးငရဲလာတဲ့ဂျယ်ရီဟာအခုခါမှာတော့အီယာမဂလိုဘူလာကလပ်စတာအစားတိုးတစ်ခုအဖြစ်အကသာထဲမှာမျောလွင့်နေပြီးတခုတည်းသောကွာခြားချက်ကတော့သူပြသနေတဲ့ထူးဆန်းတဲ့ဓာတ်ပုံငေသားတွေပါပဲ NGC 2808ဟာကျွန်တော်တို့ Galaxy ရဲ့ Halo ထဲမှာပုံအောင်နေတဲ့တခုတည်းသော အတူရောင်ဂျယ်ဆိုဝင်မဟုတ်နိုင်ပါဘူးတကယ်တော့နောက်ထပ်ပိုကြီးမားတဲ့အရာတခုရှိပါသေးတယ်အဲ့ဒါကတော့ NGC 5139ဖြစ်ပြီး Omega Centauri လို့လူသိများပါတယ် ဒီရာဝတ္ထုဟာမကီဝေတဲ့ကအကြီးဆုံးနဲ့တောက်ပဆုံးကျဲအစုဝေးဖြစ်ပြီးကျဲပေါင်း၁၀သန်းကျော်ပါဝင်ပါတယ်။ Globular Cluster တစ်ခုအတွက်ဒါဟာပုံမှန်မဟုတ်တော့အောင်များပြားတဲ့အရေအတွက်ပါ။အရင်တစ်ခုလိုပဲသူ့တွေကကျဲတွေဟာဓာတ်ဥဖွဲ့စည်းပုံမတူညီကြတာကြောင့်နှစ်သန်းပေါင်းရာနဲ့ချီတဲ့ကာလအတွင်းမှာအစဉ်စဉ်ဖြစ်ပေါ်လာခဲ့တဲ့ဆိုတာကိုပြသနေပါတယ်။ဒါက Omega Centauri ဟာလည်းမကီဝေရဲ့ရှင်ဟောင်းမူလဂလက်ဆီ၅ခုထဲကနောက်ထပ်တစ်ခုဖြစ်တဲ့ Squaria ရဲ့ ခွန်ခွာခံပြိုကွဲသွားတဲ့ဗဟိုဖြစ်နိုင်တယ်ဆိုတာကိုပြင်းပြင်းထန်ထန်ညွှန်ပြနေပါတယ်။ Gaia Enceladus လို့ပဲ Squaria Galaxy ကိုလည်း Gaia Data တွေကထူးခြားတဲ့ Heliogen အုပ်စုတစ်ခုကိုရှာဖွေတွေ့ရှိရကနေတွေ့ခဲ့တာပါ။ဒီကြေတွေဟာ Galaxy ရဲ့ပုံမှန်လေပတ်လမ်းကြောင်းကိုစန့်ကျင်ပြီးနောက်ပြန်လေပတ်နေကြသလိုလေပတ်လမ်းကြောင်းပုံစံနဲ့ဓာတ်ရုပ်တင်ငေးဓာတ်တွေကလည်းတူညီနေတာကြောင့် Galaxy ပြင်ပကနေရောက်လာမှန်သိတာစီပါတယ်။ sausage glassy လောက် drop to မကြီးနိုင်ပေမဲ့ sequoia ကတော့သက်တမ်းပိုကြီးနိုင်ပြီးလွန်ခဲ့တဲ့နှစ်ပေါင်း6ဘီလီယံလောက်က gaia and celadus နဲ့အချိန်ကာလအတူတူလောက်မှာ mickey way နဲ့ပေါင်းဆက်ခဲ့တယ်လို့ယူဆရပါတယ်တကယ်တော့ဒီမူလ glassy နှစ်ခုဟာမပေါင်းဆက်ခင်ကတည်းကအချင်းချင်းဆက်ဆက်မှုရှိခဲ့နိုင်ပြီးအခုလက်ရှိ magellanic cloud glassy တွေလို့ဆက်ဆက်ရေးမျိုးရှိခဲ့နိုင်ပါတယ် gaia and celadus လို့ပဲ စကွာရီယာဟာနေထွက်ထူဘီလီယံ၁၀ပေါင်းများစွာတန်ဖိုးရှိတဲ့ကျယ်အသစ်တွေနဲ့ globular cluster ၃ခုကိုတည်ဆောင်လာခဲ့ပါတယ်။အဲ့ဒီထဲမှာ Omega Centauri လည်းပါဝင်ပြီးဒါဟာအရင် galaxy ရဲ့ကျယ်ပေါင်းတန်းချီပါတဲ့ဘဟုကနေ globular cluster အဖြစ်ပြောင်းလဲသွားခဲ့တာပါ။ဒါအပြင်ဒီကျယ်အစုဝေးဟာ Fimbulto Strain လို့ခေါ်တဲ့ကျယ်စည်းကြောင်းတစ်ခုနဲ့အလွန်နီးကပ်စွာတည်ရှိနေပါတယ်။ဒါဟာ Milky Way ရဲ့စွမ်းငင်အားကြောင့် တို့ရဲ့မူလကျဲအစုဝဲစုံပြားကနေစွတ်ထုတ်ခံလိုက်ရတဲ့ကျဲတွေဖြစ်နိုင်ပါတယ်။တကယ်တော့ကျွန်တော်တို့နဲ့နီးစပ်ဆုံးကျဲတွေတဲကတစင်းဖြစ်တဲ့ Cutting Star ဟာကဘာနဲ့အလင်းနဲ့73နှစ်ပဲကွာဝေးပြီး Omega Centauri ကနေလွင့်စင်လာတဲ့ကျဲတစင်းတနည်းအားဖြင့် Sequoia Galaxy ကကျဲတစင်းလို့ယူဆရပါတယ်။ဒါသာမှန်ခဲ့မယ်ဆိုရင်ကျွန်တော်တို့ရဲ့ခြံထဲကနေတဲ့ Galaxy ပြင်ပကအရာဝတ္ထုတစ်ခုကိုစူးစမ်းလေ့လာခွင့်ရမယ်ထူးခြားတဲ့အခွင့်အရေးတစ်ခုဖြစ်လာမှာပါ။ ဖင်ဘူဒူစထရင်းလိုကျယ်စီးချောင်းတွေကမူလကလန်စီတစ်ခုရဲ့လမ်းကြောင်းကိုခြေရာခံဖို့အသုံးဝင်တဲ့နီလန်းတွေဖြစ်ပြီးဂါယာရဲ့ဖော်ထုတ်မှုတွေမတိုင်ခင်ကတည်းကမီဂီဝေးရဲ့ဖွဲ့စည်းပုံဟာပေါင်းစပ်မှုတွေနဲ့တိဆောက်ထားတဲ့ဆိုတဲ့တန်တရားတွေကိုဖြစ်ပေါ်စေခဲ့ပါတယ်1999ခုနှစ်တုန်းကဂါယာအန်ဆလာဒတ်စ်ကိုရှာဖွေတွေ့ရှိခဲ့တဲ့အဖွဲ့ကိုဦးဆောင်ခဲ့တဲ့ယူဘဗေဒပညာရှင်အမီနာဟာမီဟာဟစ်ပါကော့စ်ကတ်တလော့ဂ်ဒေတာတွေကိုစစ်ဆေးရင်း Galactic Halo ထဲမှာတူညီတဲ့ဒေါင်ပြောင်းအဟုန်ရှိတဲ့ ရှေးကြပြီးတတုဒတ်နေတဲ့ကျဲဆက်သုံးစင်းအစုတစ်ခုကိုတွေ့ရှိခဲ့ပါတယ်။နောက်ပိုင်းဆယ်စုနှစ်အတွင်းတိကျလေးလာမှုတွေကဒါဟာလွန်ခဲ့တဲ့နှစ်ပေါင်း9ဒါမှမဟုတ်10ဘီလီယံလောက်ကမီဂီဝင်းနဲ့ဝင်တိုက်ခဲ့တဲ့စတုထားမြောက်အေးပါတဲ့ဂလက်ဆီကနေဆွဲထုတ်ခံလိုက်ရတဲ့ Hilmi Stream လို့ခေါ်တဲ့ကျဲစည်းကြောင်းတစ်ခုရဲ့ရလဒ်ဖြစ်တယ်ဆိုတဲ့ကြောက်ချက်ကိုထောက်ခံခဲ့ပါတယ်။ဂိုင်ယာကတော့ဒီ Hilmi Galaxy နဲ့ဝင်တိုက်မှုဟာမီဂီဝင်းရဲ့ဟေလိုကိုဘလောက်တောင်ကြီးထွားစေခဲ့တယ်လဲဆိုတာကိုအလင်းပြနိုင်ခဲ့ပါတယ်။ သူကဟီလ်မစ်စရင်းထဲမှာအဖွဲ့ဝင်သက်ကျယ်ပေါင်း600ကျော်ကိုရှာဖွေတွေ့ရှိခဲ့ပြီးသူတို့ရဲ့အလင်တွေကိုမှတ်တမ်းတင်ခဲ့ပါတယ်။ဒီချက်လက်တွေကိုအသုံးပြုပြီးပြတ်ချက်မှုတွေအရမူလဂလက်စီဟာမက်ကီဝေးရဲ့ဟီလိုတဲကကျယ်တွတ်ထုရဲ့15ရာခိုင်နှုန်းလောက်ကိုဖြည့်တင်းပေးနိုင်ခဲ့ပြီး Globular Cluster 15ခုအထိပါဝင်လာခဲ့တယ်လို့ပြသနေပါတယ်။ဒါအပြင်ဒီကျယ်ပေါင်းတန်းချီတွေက HIP 130444ဆိုတဲ့ကျယ်တစ်လုံးသားမှာ ဂျိုဒစင်းရှိနိုင်တယ်ဆိုတဲ့တွယ်ဝိုက်တဲ့ထောက်ထားကိုလည်းတွေ့ရှိခဲ့ပါတယ်။ဂျူပီတာထက်ကြီးမားတဲ့တန်းငွေဂျိုကြီးတစ်လုံးကိုယူဆရပြီးသူ့ရဲ့မိခင်ခြေပေါ်မှာတက်ရောက်နေတဲ့သင်းငယ်တဲ့စွမ်းငင်အားရင်းရိုင်မှုတစ်ခုကိုရှင်းပြဖို့အဆိုပြုခဲ့တာပါ။ဒါသာအတီဖြစ်ခဲ့မယ်ဆိုရင်သူဟာပထမဆုံးရှာဖွေတွေ့ရှိခဲ့တဲ့ဂလက်ဆီပြင်ပကနေရောက်လာတဲ့ဂျိုဒစင်းဖြစ်လာမှာပါ။ဒါပေမဲ့နောက်ပိုင်းမှာ HIP 13044ရဲ့အချင်းဝက်ရင်းရိုင်မှုတွေကိုထပ်မံလေ့လာခဲ့ရမှာတော့ ဟာမစ်စရင်းထဲမှာဂျိုဒဇင်းပေါ်အောင်နေတယ်ဆိုတာကိုထောက်ခံတဲ့နောက်ထပ်အထောက်အထားရှာမတွေ့ခဲ့ပါဘူး။ဒါပေမဲ့မီကီဝေးရဲ့အကောင်းဆုံးနဲ့အထင်ရှားဆုံး string ကိုကြည့်ကျင်နေဆိုရင်တော့ကျွန်တော်တို့ဒေတာတဝိုက်ကဂျယ်ရီရဲ့အပြင်ကိုကြော်လွန်ပြီးကြည့်ဖို့လိုအပ်ပါလိမ့်မယ်။ Classy ရဲ့ဝင်ရိုးစွန်းတွေအထက်မှာမြင့်တက်နေတာကတော့ Sagittarius string ဖြစ်ပြီး Sagittarius Draft Spirio de Classy ကနေဖြစ်တင်ပေးထားတာပါ။ ဒါမီဂီဝေးရဲ့ပြစ်စမမြောင်နဲ့နောက်ဆုံးအဓိကဂလက်ဆီငယ်ပေါင်းစပ်မှုကြီးပါပဲ။ Sagittarius ဟာလွန်ခဲ့တဲ့နှစ်ပေါင်း9ဘီလီယံလောက်ကကျွန်တော်တို့နဲ့ပေါင်းစပ်ခဲ့ပြီးဒီနေ့ခေတ်မှာသိငယ်ပြီးမထင်ရှားတော့ပေမဲ့မီဂီဝေးတဲကိုနှစ်ပေါင်းဘီလီယံနဲ့ချီအောင်ဝင်လိုက်ထွက်လိုက်လုပ်ခဲ့ပြီးသူ့ရဲ့ကျေဆက်ဝင်းကိုထိုးပေါက်ကကျင်းဝင်ဖို့မှုအသက်တွေကိုလှုံ့ဆော်ပေးခဲ့ပါတယ်။အခုချိန်မှာတော့ဒီကလစီယာကဘာကနေအလင်းနဲ့9000လောက်အကွာမှာရှိနေပြီး ကျွန်တော်တို့ Galaxy တဲ့ကိုစက်ထောက်တာအချိန်မြောက်ဝင်ရောက်လာဖို့လမ်းကြောင်းပေါ်မှာရှိနေပါတယ်။အရင်၃ချိန်ကတော့လုံခဲ့တဲ့1ပေါင်း7ဘီလီယံ2ဘီလီယံနဲ့အစောဆုံးအချိန်ကတော့9ဘီလီယံနဲ့6ဘီလီယံကြားမှာဖြစ်ပွားခဲ့ပါတယ်။အချိန်တိုင်းမှာသူဟာ Milky Way ရဲ့မျက်နှာပြင်ကိုဖျက်ဆီးသွားခဲ့ပြီးသူ့ရဲ့အတွင်းပန်းဖွဲ့စည်းပုံကိုပျက်စီးစေခဲ့သလိုကျွန်တော်တို့ Galaxy တစ်ခုလုံးကိုလည်းစွန့်ငင်အားဆိုင်ရာတုံ့ခံမှုတွေပြန့်နှံ့စေခဲ့ပါတယ်။ အစောပိုင်းတော့ကကျွန်တော်မကီဝေးရဲ့ခရုပတ်ပုံစံဖွဲ့စည်းပုံကိုလန်ဂီယက်တွေနဲ့ပြည့်နှက်နေတဲ့ပင်လယ်ကြီးတစ်ခုနဲ့နှိုင်းရှင်ပြခဲ့တာကိုမှတ်မိကြသေးလားဒီဝင်တိုင်းမှုတွေကြောင့်ဖြစ်ပေါ်လာတဲ့ဒီရဲ့အတက်ကြဆွေးငင်အားတွေဟာကျွန်တော်တို့ဂလက်ဆီရဲ့မကြသိမီကတမိုင်းမှာလှိုင်းကြက်တွေဖြစ်ပေါ်စေခဲ့တဲ့အဓိကအကြောင်းရင်းတွေကတခုလိုယူဆရပြီးကျွန်တော်တို့ဂလက်ဆီရဲ့ဖျူပတ်လက်တံဖွဲ့စည်းပုံကိုပုံဖော်ရမှာအဓိကကြားခဲ့နိုင်ပါတယ် အနည်းဆုံးတော့ Sagittarius ဟာနေဖွဲ့စည်းမှာပါဝင်တဲ့ Orion Spa ရဲ့အထက်နဲ့အောက်ကခရူပတ်လက်တံတွေကိုပုံဖော်ပေးခဲ့တာသိကြသလောက်ပါပဲပြီးတော့ကျွန်တော်တို့ရဲ့ data ပတ်ဝန်းကျင်မှာ ကြင်မွေးဖွားနှုန်းကိုမြန်ဆန်စီခဲ့တဲ့ဖြစ်စဉ်တွေကိုလည်းစတင်ပေးခဲ့ပြီးအဲ့ဒီတဲကအစောဆုံးတစ်ခုဟာအရေးကြီးတဲ့အချိန်မှတစ်ခုမှဖြစ်ပွားခဲ့ပါတယ်လွန်ခဲ့တဲ့နှစ်ပေါင်း9ဒါမှမဟုတ်6ဘီလီယံလောက်က Mickey Way ဟာနှစ်ပေါင်း9ဘီလီယံကျော်မယံမနာကြင်မွေးဖွားခဲ့ပြီးနောက်တန်ငွေတိုက်တွေကုန်ကန်းစားပြုလာလို့ ကျင့်ဝေးဝါးနှုံးတွေထိုးကျသွားခဲ့ပါတယ်။ဒါပေမဲ့ Sagittarius ရဲ့ရောက်ရှိလာမှုနဲ့ဝင်ရောက်လာမှုဟာကျွန်တော်တို့ Galaxy ရဲ့ဇီဝကံမဖြစ်စဉ်ကိုပြန်လည်노ကြားစေခဲ့ပြီးနေဖွဲ့စည်းမဖြစ်ပေါ်ခင်နှစ်ပေါင်းတစ်ဘီလီယံလောက်အလုံးမှာဖြစ်ခဲ့နိုင်ပါတယ်။ Sagittarius ဟာကျွန်တော်တို့ Galaxy ရဲ့ပုံမှန်သဏ္ဍာန်ကိုဖန်တီးပေးရုံသာမကတရှိတွေရှင်သန်နိုင်အောင်လှုံ့ဆော်ပေးခဲ့တဲ့အကြောင်းရင်းလည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ဘာပဲဖြစ်ဖြစ်အေယာမပင်လယ်ကြီးကိုလှိုင်းကြီးရထစေပြီ ကျဲအစ်စ်တွေနဲ့ပြည့်စည်ခဲ့တဲ့ Sagittarius ရဲ့အချိန်ချင်းဝင်ရောက်တိုက်ခတ်မှုတွေသာမရှိခဲ့ရင် Mickey Way ဟာဒီနေ့ခေတ်မှာလုံးဝကွဲပြားခြားနားတဲ့ပုံစံတစ်ခုဖြစ်နေမှာပါအ ਨੇ ဆုံးတော့ဒီအတိတ်ကတွိတ်ဆုံမှုတွေရဲ့လမ်းကြောင်းကိုချီရခံကြည့်လိုက်ရင် Sagittarius Stream ဟာကျွန်တော်တို့ Galaxy ရဲ့ဝင်ရိုးစွန်းတွေပေါ်မှာကြီးကျယ်ခမ်းနားတဲ့မိုးဦးတစ်ခုလိုမမမမတ်တည်ရှိနေတာကိုတွေ့ရပါလိမ့်မယ်ဒီပုံရိပ်ဟာမူလ Galaxy ကြီးပျောက်ကွယ်သွားပြီးနောက်မှာတော့အချိန်ကြာကြီးဆက်လက်တည်ရှိနေမယ့်အရာတစ်ခုပါ သူ့ရဲ့ကြီးထွားမှုကိုစတင်ပေးခဲ့တဲ့ဂရဟဂန်သူ့ရဲ့ဆက်ကွင်းတွေကိုပုံဖော်ပေးခဲ့တဲ့ Gaia and Saladus နဲ့ Scaria ဟေလိုကိုဖြစ်တင်ပေးခဲ့တဲ့ Hermistring နောက်ပြီးခယူပတ်ဖွဲ့စည်းပုံကိုအသွင်ပြင်ပေးခဲ့တဲ့ Sagittarius Stone နဲ့အတူ Mickey Way ရဲ့ပုံတံဆိုင်ရာလှဝက်ချက်အများစုကိုရှင်းပြနိုင်ပါပြီကျွန်တော်တို့ကပိုပြီးသိငယ်ကအရေးမပါတဲ့ဂလက်ဆီငယ်ပေါင်းစပ်မှုဒါဇင်ပေါင်းများစွာရဲ့အထောက်အထားတွေကိုဆက်လက်ရှာဖွေနေစေဖြစ်ပေမဲ့ ဒီရှီယောင်းဂလက်စီငယ်၅ခုဟာမကီဝေးမှာကျွန်တော်တို့မြင်တွေ့နေရတဲ့လက်ရအများစုကိုအတူတကွဖန်တီးခဲ့တယ်ဆိုတာကိုတော့ယုံကြည်စိတ်ချရနိုင်ပါတယ်။ကျွန်တော်တို့ဂလက်စီရဲ့ပုံသဏ္ဍာန်ဟာစတင်ဖွဲ့စည်းချိန်ကတည်းကအဆက်မပြတ်ပြောင်းလဲတိုးတက်နေခဲ့ပါတယ်။ပြားချက်ပြီးလဲပတ်နေတဲ့စက်ကွင်းတစ်ခုမဟုတ်ပဲမကီဝေးဟာကျယ်ရီနဲ့ဖွဲ့စည်းထားတဲ့နှင်းမုန်တိုင်းကြီးတစ်ခုနဲ့ပို့တူပြီးကျွန်တော်တို့နေဖွဲ့စည်းကတော့အဲ့ဒီတဲကနှင်းမုန်လေးတမုံမြတာဖြစ်ပါတယ်။ဒီနှင်းမုန်တိုင်းဟာလာမယ့်နှစ်ပေါင်းဘီလီယံ၁၀ပေါင်းများစွာအထိ ာကာသထဲမှာဆက်လက်တိုက်ခတ်နေအောင်မှာဖြစ်ပြီး large and small magellanic cloud တွေကိုဝါမျိုးပြီးနောက်မှာတော့သူ့ရဲ့အရေးပါဆုံးပေါင်းစပ်မှုကြီးဖြစ်တဲ့ Andromeda Galaxy နဲ့ဝင်တိုက်ပေါင်းစပ်မှာဖြစ်ပါတယ်။ NASA မှာအချိန်နဲ့မျှခင့်မီရဲ့ကြယ်မီပုံဆွဲကြိုးပမ်းမှုအသက်တွေလှုပ်ဆောင်နေကြတဲ့အတွက် Milky Way ရဲ့သမိုင်းထဲမှာအခြားဘလို့အံ့ဩစရာကောင်းပြီးစိတ်ကူးတော်မရင်နိုင်တဲ့ပေါင်းစပ်မှုကြီးတွေပုံကွယ်နေသေးသလဲဆိုတာကိုရောဘယ်သူသိနိုင်မှာလဲ။ဒီနေ့အတွက်တော့တော်တော့ပါပဲ။ ကြီးကျူအားပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးတင်ရှိပါတယ်။နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်။ဒီလိုစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာလေးတွေကိုတိုက်နှက်တတ်တယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားပြီးဘေးက notification ကောင်းလေးကိုနှိပ်သွားပေးဖို့တောင်းဆိုချင်ပါတယ်။နောက်ပြီးဘလို့ဘူးလာအကြောင်းအရာတွေကိုထပ်ပြီးသိကျင်သေးတယ်လဲဆိုတာကိုအောက်ကကွန်မန့်လေးမှာရေးပေးခဲ့ပါဦး။